အခုနောက်ပိုင်းမိုဘိုင်းဂိမ်းညာဗီဒီယို resolution နဲ့ frame rate တွေကိုအမြင့်ကြီးတင်ပြီးတော့ဆော့လို့ရပြီအဲ့ဒီအခါမှာဖုန်းရဲ့ CPU ကတအားအလုတ်လုတ်ရတယ် CPU ကအလုတ်လုတ်တဲ့အခါမှာဆိုရင်ဖုန်းကတဖြည်းဖြည်းအပူချိန်တက်လာတယ်ဖုန်းအပူချိန်တက်လာတဲ့အခါမှာဆိုရင်ဖုန်းရဲ့ performance နဲ့တဖြည်းဖြည်းကျလာတတ်ပါတယ်ဒါကြောင့်မို့ဒီဖုန်းရဲ့အပူချိန်ကိုထိမ့်ဖို့အတွက်ဖုန်းကိုလာလေးတခုတော့လိုအပ်ပါတယ်ဖုန်းကိုလာလေးရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းရဲ့အပူချိန်ကိုထိမ့်ပေးထားပြီးတော့ ပုံးရဲ့ performance ကိုမကျတော့အောင်ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။နောက်ထပ်9မိနစ်လေးထားလိုက်တဲ့အခါမှာအခုလိုရေလေးကြီးလာပါတယ်။နောက်ထပ်9မိနစ်စုစုပေါင်း10မိနစ်ထားလိုက်တဲ့အခါမှာအခုလိုရေတွေရွှဲလာတာကိုတွေ့ရပါတယ်။ပြီးတော့ LED backlight မီးလေးလည်းပါတယ်အတွက် gaming စံတဲ့ design လေးလည်းဖြစ်တယ်။ပြီးတော့ဒီအောက်နာလေးမှာဒါ temperature ကိုပြတဲ့ digital display လည်းပါတယ်။ပြီးတော့ဒီအောက်နာလေးမှာလိမ္မော်ရောင်ခလုတ်လေးပါတယ်။ဒီခလုတ်လေးကဆိုတော့ပန်ငါ speed ကိုဒါချိန်နဲ့ခလုတ်လေးဖြစ်ပါတယ်။ အဲ့တော့ဖုန်းဂိမ်းကိုအမြဲတမ်းစောတဲ့လူတွေအထူးသဖြင့် graphic မြင့်တဲ့ဂိမ်းတွေကိုစောတဲ့လူတွေဆိုရင်တော့အခုလိုမျိုးဖုန်းကိုလာလေးတစ်လုံးတော့စောင့်ထားတင်ပါတယ်ဒါဆိုတော့ကိုယ့်ရဲ့ gaming performance နေမြင့်တက်လာမှာအမှန်ပဲဗျာ